အရမူပီကားမောင်းရာကနေအမျိုးသမီး3ဦးပွဲချင်းပြီးတည်ဆုံခဲ့တဲ့လူရှင်တော်စူပါလင်းရဲ့အရှင်တိုင်းမှုဖြစ်စဉ်မင်္ဂလာပါပရိသတ်ကြီးရှင်ဟာတတိုက်လူရှင်တော်အဖွဲ့ကနေအမှုပညာလောကမှာပေါပေါမြောက်မြောက်ဖြစ်လာခဲ့သူဟာသာတယုတ်ဆောင်စူပါလင်းကတော့တငယ်ချင်းဖြစ်သူတယုတ်ဆောင်သွက်လက်နဲ့အတဲညီညီဟာသာတယုတ်ဆောင်လေးတွေလှူဆောင်ပြီးပရိသတ်အားပေးမှုကိုခိုင်မာရရှိနေသလိုလူကြိုက်များတဲ့အဖွဲ့တစ်ဖွဲ့လေးဖြစ်ပါတယ် ဒါပေမဲ့လည်းပြည်သက်တွေကိုအမြဲတမ်းရှင်မောပျော်ရွှင်အောင်လုပ်ပေးနေတဲ့ဟာသာတရုတ်ဆောင်စူပါလင်းဟာပြီးခဲ့တဲ့မေလ10ရက်နေ့မှာတော့အဆိုအဝါဆုံးရင်းမတော်တဆမှုကြီးတစ်ခုဖြစ်သွားခဲ့ကောင်းသူရဲ့ကားနဲ့ဝင်တိုက်ခဲ့မှုကြောင့်ကားရှိမှရှိတဲ့ဆိုင်ကယ်ဘိန်းတွဲပေါ်ပါအမျိုးသမီး3ဦးပွဲချင်းပြီးသေဆုံးခဲ့ကောင်းဆိုင်ကယ်မောင်းသူအမျိုးသားပေါင်ကျိုးသွားခဲ့တယ်လို့သိရပါတယ်ဒီဖြစ်စဉ်ဟာကိုရဲလောက်ကြာပြီဖြစ်ပေမဲ့ဆိုရှယ်မီဒီယာပေါ်မှာတော့အခုချိန်ထိသတင်းတွေတက်မလာသေးတာပဲဖြစ်ပါတယ်။ ဖြစ်စဉ်အစကတော့စူပါလင်းရဲ့ကားကမေလ10ရက်နေ့ညမှာတန်လင်းကိုသွားရကနေကလဝဲတံတားကနေဖြတ်မောင်းခဲ့တာဖြစ်ပါတယ်။အဲဒီလိုဖြတ်မောင်းတဲ့အချိန်မှာရင်းမတော်တဆမှုဖြစ်သွားခဲ့တာဖြစ်ပြီးစူပါလင်းရဲ့ကားကလမ်းပြောင်းပြန်မောင်းလာခဲ့သလိုဖြစ်ပြီး တဖက်လမ်းမှာမောင်းနေလာတဲ့ဆိုင်ကယ်ကိုဝင်တိုက်ခဲ့မိကတိုင်မိတဲ့အချိန်ကြောင့်နေရာမှာတဲ့အမျိုးသမီး၃ဦးပွဲချင်းပြီးသေဆုံးခဲ့ကတယောက်ကတော့ကားထဲမှာချိတ်ပါသွားတဲ့အထည်ကိုဆိုးရွားခဲ့ပြီးဆိုင်ကယ်မောင်းသူအမျိုးသားကတော့ပေါင်းချိုးသွားခဲ့တယ်လို့သိရပါတယ်ဒါကြောင့်မလို့လက်ရှိမှာတော့ရဲတပ်ဖွဲ့ဝင်တွေနဲ့တာဝန်ရှိသူတွေကစူပါလင်းကိုခေါ်ယူထိန်းသိမ်းထားခဲ့တာဖြစ်ပြီးစစ်ဆေးချိန်မှာတော့စူပါလင်းကအယံမူးနေခဲ့ကောင်စကားတွေလည်းမူမမှန်ဖြစ်နေတယ်လို့သိရပါဗျ။ စူပါလင်းကိုထိမ့်သိမ်းထားခဲ့ပြီးတော့ဖြစ်စဉ်တွေကိုလည်းမေးမြန်းတဲ့အချိန်မှာသူကတပင်းအဖွဲတွေကလာဟာတာလူရှင်တော်အစည်းယုံတွေကလာဆိုတာတောင်မှမသိတော့မယ်အသိစိတ်တွေလွတ်နေတယ်လို့လည်းသိရပါတယ်အခုချိန်ထိတော့သူ့ရဲ့အမှုအတွက်ဘယ်အမှုပညာအပေါင်းအသင်းမိတ်ဆွေကမှလာရောက်ကူညီပေးတာမျိုးလည်းမရှိသေးဘူးလို့တိကျတဲ့သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရသိရှိရပါတယ် ။ဆူမာလင်းရဲ့ကာနေဝင်တိုင်းပြီလို့ကွယ်လွန်ခဲ့ရတဲ့အမျိုးသမီး၃ဦးဟာလည်းအသက်၂၀ကျော်အရွယ်လေးတွေသာဖြစ်တာကြောင့်မိဘတွေအနေနဲ့တော့ရင်ကျိုးမတက်ခံစားနေရတယ်လို့လည်းသိရပါဗျ။